မင်္ဂလာပါရှင်မောသား channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားပွဲကောင်းလေတရင်အကြောင်းအရာတွေကိုဖော်ပြပေးသမှာဖြစ်ပါတယ်ဒီ season လေးမစတင်ခင်မှာတော့မောသား channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းမှာနေပြည်တော်ရှမ်းလင်းလျက်ရှိနေတဲ့တမတော်စစ်ကြောင်းတွေရောလက်ရှိချိန်မှာကြောက်ဖြူအတွင်းရှိ180ရာခိုင်နှုန်းကိုပြန်လည်သိမ်းပိုက်ထားနိုင်တယ်လို့သိရပါတယ် ရခိုင်အကြံဖက်လက်နက်ကိုင်အဖွဲ့ AA နဲ့ပူပေါင်းအဖွဲ့ဝင်တွေကို80ရာခိုင်နှုန်းကရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ AA နဲ့ပူပေါင်းအဖွဲ့ဝင်တွေဟာပြည်ပရင်းနှီးမြုံနယ်မှုတွေရှိနေရဲ့ကြောက်ဖြူမြို့ကိုထိန်ချုပ်နိုင်ဖို့2025ခုနှစ်နစ်ဆန်ပိုင်းတွေကအင်အားသုံးတိုက်ခိုက်ခဲ့ပြီးနောက်ကြောက်ဖြူမြို့မှာလက်ရှိချိန်ထိတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပါတယ်။ AA နဲ့ပူပေါင်းအဖွဲ့ဝင်တွေဟာအင်အားသုံးပြီးထိုးစစ်ဆင်စတင်တိုက်ခိုက်ချိန်အစောပိုင်းကာလတွေတုန်းက ကျောက်ဖြူမျိုးအတွင်ရှိနေရာတချို့ကိုယာယီထိန်းချုပ်ခွင့်ရှာခဲ့ပြီးမြတ်မတော်စစ်ကြောင်းတွေကဟန်တက်နေစွာပူပေါင်းတိုက်ခိုက်ချိန်မှာအထူးကိစ္စုံများစွာနဲ့စောက်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲသတင်းစုံ Telegram Channel ကလည်းကျောက်ဖြူမျိုးနေက80ရှာခိုင်နှုန်းခန့်ကလေးရဖြစ်ပွားပါတယ်။မကြမီတံပေါက်ကျွေးမယ်လို့ဖော်ပြခဲ့ပါတယ်။ရခိုင်ကျန်းဖက်လက်နက်ကိုင်အဖွဲ့အေးဟာကျောက်ဖြူမျိုးနေတဲကိုတဖြည်းဖြည်းချင်းစိတ်ဝင်ခဲ့ပြီးနောက် တိုက်ပွဲတွေပေါ်ဆောင်ခဲ့ပေမဲ့တမ်ရော့စစ်ကြောင်းတွေကလက်ရှိချိန်မှာအသာစီရခဲ့ပြီးဖြစ်ကောင်းအေအေအဖွဲ့ဘက်မှလက်နက်ခဲယံချိုတဲ့အခြေအနေမျိုးရှိနေတယ်လို့သတင်းတွေလည်းထပ်ပေါ်လျက်ရှိနေပါတယ်။ရခိုင်အရေးစိတ်ဝင်စားသူတအိုးကကြားသိရတဲ့လောက်ဆိုရင်ကြောက်ဖြူမှာအေအေအဖွဲ့တွေရဲ့အခြေချစကန်းတွေတော့တိတ်မရှိတော့ဘူး။အေအေအဖွဲ့တွေဟာတမ်ရော့စစ်ကြောင်းတွေရဲ့ထိုးစစ်ကြောင့်အထင်းညာပြီးဆေးရှောင်ပြီးသူတွေနဲ့ရှော့ပြီးကိုရောင်ဖြောင်းနေတဲ့အနေအထားဖြစ်နေရဲ့ เจ้าผิวมาก็တော့တိုက်သိမ်းစရာအေးအေးစကန်မရှိတော့ဘူးအလေးငိုက်မခံရအောင်တတိရှိရှိ လုံခြုံရေးယူနိုင်မယ်အနေထားပါလို့ပြောပါတယ်အေးအေးအဖွဲ့ဟာလက်ရှိအချိန်မှာမတူညီတဲ့အနေဆုံးစိတ်မျက်နှာ၃ခုကိုရှင်းဆိုင်နေရတယ်လို့တမ်ရိုစစ်ကြောင်းတွေနဲ့နှစ်နှစ်နေပါကြာတိုက်ခိုက်မှုတွေကြောင့်လူပန်စစ်ပန်းမှုတွေလည်းရှိနေပြီလဲဖြစ်ပါတယ်เจ้าผิวမျိုးတိုက်ပွဲမှာအေးအေးလက်နဲ့ကင်အဖွဲ့ဟာတာဝေပြစ်နိုင်တဲ့စနိုက်ပါကိုအဓိကထားအသုံးပြုခဲ့ပေမဲ့ တမရော့စစ်ကြောင်းတွေကကြည်စံလာရအရက်ကိုဒရုန်းနဲ့တိုက်ခိုက်ခြင်းတွေစင်ပြောင်းနဲ့တိုက်ခိုက်ခြင်းတွေလှုံ့ဆော်ခဲ့ရာအေအဖွဲ့ဝင်တွေအထိနာခဲ့ပြီးခေါမဖော်ရင်အောင်ဖြစ်ခဲ့ရလို့သိရပါတယ်အေအဖွဲ့ဝင်တွေဟာရခိုင်ပြည်နယ်အတွင်းရှိမြို့တွေကိုတန်းယူဖို့ကြိုးပမ်းရာမှာငါးလအတွင်းထိချုံခွင့်ရခဲ့ပေမဲ့ကျောက်ဖြူမြို့ကိုထိချုံနိုင်အောင်ကြိုးပမ်းရာမှာရှစ်လအတွင်းမှာတောင်တန်းယူနိုင်ခြင်းမရှိခဲ့ပေအထိကိုက်အကြဆုံးများခဲ့ပါတယ်တမရော့စစ်ကြောင်းတွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အေအေအဖွဲ့ဝင်တွေရာ၎င်းတို့ရာကြီးထိန်ချုပ်ထားတယ်။စကန်တွေရွာတွေကိုတစ်ခုပြီးတစ်ခုပြန်လည်လက်လွတ်ပေးခဲ့ရကစိတ်သက်ကြစင်းမှုတွေရှိနေတယ်လို့သိရပါတယ်။ကြောက်ပြုံမျိုးတိုက်ပွဲမှာအချိန်ကြာလာနေအမျှအေအေအဖွဲ့ဝင်တွေဟာစစ်ပန်းမှုတန်းကိုရင်ဆိုင်နေရတယ်လို့ထောက်ပံ့ပို့ဆောင်ရေးဘိုင်းကလည်းပြည်စုံလုံလောက်မှုမရှိတဲ့အခြေအနေမျိုးကို တွေးကြုံနေရတယ်လို့သိရပါတယ်။ရခိုင်အေအေစိတ်ဝင်စားသူတအူကအေအေအဖွဲ့ကိုပြည်သူလူထုရဲ့ အပိထောက်ခံမှုကလည်းတဖြည်းဖြည်းကျဆင်းလာတာတွေ့ရတယ်။အေအေဟာအုတ်ချုပ်ထောက်ပံ့မှုကိစ္စတွေကိုညဘက်ကြောင့်မှခိုးကြောင်ခိုးဝဲလောက်ရတယ်။ဒါတောင်အေအေဟာခဲရန်တဲ့ရှိခါအတွက်ကလူတလောက်ရနိုင်မှာမဟုတ်ဘူး။ဥပမာတစ်ခုပြောရရင်လူနာတယောက်ဖြစ်လာတယ်။တပတ်ကကြောက်ဖြူစေးရုံအဲဒီကောင်မှမနိုင်ရင်မင်္ဂလာတော်စစ်စေးရုံပို့တာတော့အစင်းစင်စေးကူတောက်မှုလောက်လို့ရတယ်။အေအေဘက်ကတယောက်ထိရင်စေးရုံနေရဆရာဝန်စေဝါအများကြီးကန့်သက်ချက်ရှိရဲ့။ နေပညာနဲ့ဆင်းစင်နေရတဲ့ကာလမှာစွရင်ထောက်ပံ့ဖို့တပ်ဖက်ကရှေ့တန်းတက်ခွဲတွေအထိဂျမာနဲ့မီးဆက်စီအလုံးအလောက်ထုတ်ပေးနိုင်တယ်။အေးအဖွဲ့ဘက်မှာကြတော့ဒါမျိုးပဲရမလဲ။နေပညာအားဖြင့်လည်းတက်မတော်ကဒရုန်းသုံးနိုင်တဲ့အရှိအတွက်တာမကအသွုံပြုခြင်းပံ့ပိုးနိုင်တဲ့စွန့်အင်ပုံမူကားမော်နဲ့တက်မတော်ဘက်မှာဒရုန်းတွေကို24နာရီ fly ရဖို့ spare battery တွေ heavy ချက်လုပ်နိုင်မဲ့မီးဆက်အကြီးတွေနဲ့ တက်ဘက်ကလုံနေချိန်မှာအေအေဘက်ကဆိုလာလောင်းနဲ့ပါဝါရဖို့လုံနေရတွေ့ရတယ်။ဆိုလာသုံးနေဆိုရလေအားနေချက်ပဲ။ဘာကြောင့်လဲဆိုရင်ကောင်းခင်ကနေဒရုန်းနဲ့ကင်းထောင်ရင်ဆိုလာကြီးကြီးထားလေလေလွယ်လွယ်မြင်ရလေလေဆိုလာဆိုရာကလေအရှိတ်ထဖွက်ထားလို့မှမရပဲကိုဒီလိုစစ်စင်နေရတဲ့အခြေအနေတွေကအများကြီးကွာခြားတဲ့အတွက်စိတ်တက်ပိုင်းမှာတော့တက်ဘက်ကတာလွန်နေပြီလို့တော့မှတ်ချက်ပေးနိုင်တယ်လို့ပြောပါတယ်။ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတွေမှာတော့ကြောက်ဖြူတိုက်ပွဲနဲ့ပတ်သက်ပြီးအေအေအဖွဲ့ဘက်က အသာစီးရတဲ့ပုံစံမျိုးရှင်းသားဖော်ပြကြပေမဲ့လက်တွေ့မြေပြင်မှာတော့တမတော်စစ်ကြောင်းတွေကအသာစီးရရှိထားပြီးကျောက်ဖြူမျိုးနယ်ရဲ့80ရာခိုင်နှုန်းကိုပြန်လည်ထိန်းချုပ်ဆွမှုထားလို့သိရပါတယ်။လေလာသူတအူကတော့ကျောက်ဖြူစစ်တွေဘူဒီရောင်မောင်တော်ရခိုင်ကယုတန်းတလျှောက်လုံးရေတက်ကတင်မော်ရီစောင့်ကြည့်နေပါတယ်။တံပြန်ထိုးစစ်တွေစစ်နီးဖြူဟာပိုင်းမှာတော့ဒရုန်းကိုအတီးကထားပြီးတိုက်ခိုက်တာမို့တကြားစစ်စင်ရေးနဲ့မြေလို့အတူတူပဲလို့ပြောလို့ရပါတယ်။ မကြခင်မှာလေတရင်ကျုတ်ရင်မိုးရသည်ကုံဆုံးတော့မှာမို့ပွင်လင်းရသည်မှာဒီထက်ပိုပြီးပြင်းပြင်းထန်ထန်တိုက်စစ်ဆင်နိုင်လိမ့်မယ်လို့ယူဆနိုင်ပါတယ်ဆိုပြီးတော့ပြောပါတယ်ဘလော့ဘင်ဆိုနီစေကမှတမ်ရော့စစ်ကြောင်းတွေကဟန်ကျန်းဒီစွာပူပေါင်းတိုက်ခိုက်မှုတွေကြောင့်ကြောက်ဖြူမျိုးဟာရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အေအေအဖွဲ့ဝင်တွေကင်းစင်တဲ့မျိုးနယ်ဖြစ်ဝင်ရှိနေပါတယ်တမ်ရော့စစ်ကြောင်းတွေကအေအေအဖွဲ့ဝင်တွေကိုဒရုန်းနဲ့တိုက်ခိုက်နေရဲ့ရုပ်တံဖိုင်ကိုလည်းဖော်ပြပေးလိုက်ပါတယ်ရှင်